ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့မတ်လ25ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ RLD ပါတီနာမည်နဲ့ရွေးကောက်ပွဲဝင်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ကပြောလိုက်တဲ့သတင်း။ရိုဟင်ဂျာအတွက်အမေရိကန်ဒေါ်လာ934သန်းကျော်ကုလအေဂျင်စီတွေကတောင်းခံလိုက်တဲ့သတင်းနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာလူထုမှနှစ်ယောက်ဓာတ်လိုက်ခံရပြီးတည်ဆုံသွားတဲ့သတင်းတွေနားဆင်ကြရပါပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာမည်နဲ့ရွေးကောက်ပွဲဝင်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ကြံ့ခရင်ပါတီခေါင်းဆောင်ဦးခင်ကပြောကြားလိုက်ပါတယ်စစ်ကောင်စီကျင်းပဖို့အစီအစဉ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်ထောင်စုကြံ့ခရင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကိုပြည်တွင်းအခြေစိုက် Popular Channel Editor ချုပ်ဦးမြတ်ခိုင်ကမေးမြန်းရမှာပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာနိုင်ငံရေးပါတီပေါင်း90ကျော်ရှိတဲ့အထက်ပါတီ90ကျော်ကမှတ်ပုံပြန်တင်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝ င်ပါတီပေါင်း40လောက်ကတတ်မှတ်ချိန်အတွင်းမှတ်ပုံပြမတင်တဲ့အတွက်ဥပဒေအရပြတ်သွားပြီလို့ဥခင်ကြီးကပြောပါတယ် NLD ပါတီဝင်တွေဟာအခြားပါတီတခုနဲ့ဝင်မယ်ဆိုရင်ရနိုင်တယ်လို့လည်းပြောပါတယ်စစ်ကောင်စီကထပ်မံကျင်းပဖို့ကြံစည်နေတဲ့အတူအယောင်ရေကောက်ပွင့်ဟာမြန်မာနိုင်ငံတွင်ပတ်တီပက်ခတွေကိုသာတိုးပွားလာစေမယ့်အပြင်ဒေသတွင်မတည်ငြိမ်မှုတွေပုံမပေါ်ပေါက်လာစေမှာဖြစ်လို့ဖဲနီးနဲ့မှအတိမတ်မပြုတ်ပူးပေါင်းဆောင်ရွက်ခြင်းမပြုတ်ဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကထောက်ပြန်ထားပါတယ် မြန်မာထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့ကလေဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီကနေချောင်းကနေပေါင်900ဘုံ16လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဘဟုကော်မတီဝင်ပဒိုစောသမင်ထွန်းကပြောပါတယ်။မလ23ရက်ကစတင်ပြီးမြန်မာထိုင်းနယ်စပ်ကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာခုနှစ်နယ်မြေလှိုင်းပွဲမြို့နယ်တွင်ကစစ်ကောင်စီရဲ့ကလေဒီတပ်စခန်းကိုသိမ်းပိုက်နိုင်ဖို့ KNR ပူးပေါင်းတပ်ဖက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ကလေဒီတပ်စခန်းကနေ ANU ဗဟုဌာနချုပ်ကိုမကြာခဏဆိုသလိုဒရုန်းပုံကျဲတိုက်ခိုက်နေတာကြောင့်အခုလို credit တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတာပါလက်ရှိမှာလည်းစစ်ကောင်စီရဲ့ credit တပ်စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီကလေကြောင်း jet fighter အပြင်ပိုင်21လေရင်နဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ150ကျော်ဟာထန်းနိုင်ငံထဆောင်ရမ်းမြို့နယ်မေဆောင်ကြီးရွာကိုထွက်ပြေးတိမ်းရှောင်ပြီးရန်ရီခိုလုံနေရပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကရိုဟင်ဂျာဒုက္ခသည်တွေနဲ့လက်ခံအင်ရှင်အတွက်လိုအပ်နေတဲ့အသက်ကအကူအညီအမေရိကန်ဒေါ်လာတန်ပေါင်း934တန်းကျော်ကို အပြည်ပြည်ဆိုင်ရာရှေ့ပြောင်းသွားလာရေးအဖွဲ့ IOM ကုလသမဂ္ဂဒုက္ခသည်များဆရာမဟာမင်းကြီးယုံ UNHCR နဲ့မိဖက်အဖွဲ့အစည်းတွေကရှာဖွေနေတဲ့အကြောင်းမလ24မှာထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတွင်မတိမငိမ့်ဖြစ်နေတဲ့တိုက်ပွဲနဲ့ပတ်တိပက်ခါရီဗန္ဒငွေအရင်းအမြစ်တွေညော့နေလာတာတွင်အပြန်အဆန်ဖြစ်လာနေတဲ့ကမ္ဘာအကျက်တဲကလူသားချင်းစံတမှုအကူအညီတွေကိုလုံလုံလည်လည်မီခိုးနေရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက်အရေးတကြီးဖြေရှင်းရမယ့်အခြေအနေတရဖြစ်လာတယ်လို့ဆိုပါတယ် 2025-26ရိုဟင်ဂျာလူသားချင်းစန္ဒမှုအချက်တဲအတွက်ဘူတွဲတုံ့ပြန်မှုအစည်းအဝေးကိုတော့မိဖက်တရ33ဦးကိုစုစည်းထားပြီးဘင်္ဂလားဒေ့ရှ်အစိုးရဦးဆောင်မှုအောက်မှာ IOM အဖွဲ့နဲ့ UNHCR တို့ကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ ချမ်းတကံပန်ကောက်မြို့ပန်စုနယ်မြေထဲမှာမတ်လ24ရက်ညကမိုးကြိုးလွဲခြင်းနဲ့ဆင်းပြီးတန့်ရှင်ရေလုံနေတဲ့မြမအလုံသမားနှစ်ယောက်တက်လိုက်ခံရပြီးတည်ဆုံးသွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ပန်စုနယ်မြေဝုံးစဝိုင်းရက်ွက်ပချားချင်း38လမ်းထိပ်မှာတက်လိုက်ခံရသူရှိကြောင်းမင်းည7နာရီ45မိနစ်မှာအကြောင်းကြားချက်ရတာကြောင့်တောင်ရှိသူတွေနဲ့အတူ တာဝန်ရှိသူတွေနဲ့အတူသွားရောက်ကူညီကစေခဲ့တယ်လို့ရုတ်ကတန်ကယ်ဆယ်ရေးအဖွဲ့ကတရင်တော့ကိုပြောပါတယ်အခင်းဖြစ်ပွားတဲ့နေရာမှာအနက်15မီတာအကျယ်3မီတာရှိမြေအောက်မိုးကျွလွှဲထတ်ကြိုးတွေချထားတဲ့ကြီးကြီးဖြစ်ပါတယ်အဲ့ဒါဟာဘန်ကောက်မြို့တော်စီပင်အပိုင်ဖြစ်ပြီးအလုတ်သမားနှစ်ယောက်ကတန့်ရှင်းရင်ဆင်းလို့ရင်ပေါက်နေတဲ့ဝါယာကြိုးနဲ့ထိမိတာကြောင့်ထပ်လိုက်ခံရတယ်လို့ဆိုပါတယ် ဒီပအလုံကန် agency တွေအနေနဲ့စင်ကာပူနိုင်ငံစီကိုတလကိုအလုံခေါ်စား9ရောက်စီပဲတင်ခွင့်ပြုမယ်လို့စစ်ကောင်စီဩစာခအလုံတမဝင်ကြီးဌာနကထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့ပြည်ပကိုအလုံတမစိန်လှုပ်ခွင့်နဲ့ပတ်သက်လို့နိုင်ငံအလိုက်ကန့်တဥယင်ကိုထုတ်ပြန်နေတာဖြစ်ပြီးစင်ကာပူနိုင်ငံအတွက်အလုံခေါ်စားတင်ခွင့်အရေးအတွက်ကိုပါကြော်ညာလိုက်တာပါတခြားနိုင်ငံတွေနီးသူဇန်နဝါရီလ30ရက်မတိုင်းခင်အလုံခေါ်စားဒီမိုင်းလက်တက်တင်ထားတဲ့ agency တွေအနေနဲ့9ရောက်ချက်ပို့တဲ့ဒီမိုင်းလက်တာတွေကို9 9ရက်နဲ့မတ်လ25ရက်မှာပြန်တင်ပြဖို့နဲ့တလားကိုတစ်ချိန်ပဲတင်ပြရမယ်လို့ကန့်တက်လိုက်တာပါအဲဒီစင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်စာအစ်စ်တင်တာတွေကိုတော့မေလ2ရက်ကစပြီးလက်ခံဆောင်ရွက်ပေးမယ်လို့လည်းသိပေးထားပါတယ်စစ်ကောင်စီအနေနဲ့စင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်စာတင်ခွင့်လူကြီးကန့်တက်မှုမတိုင်ခင်ကလည်းအေဂျင်စီတစ်ခုချင်းအလိုက်တလားကိုထိုင်းနိုင်ငံအတွက်အယောက်90ဂျပန်နိုင်ငံအတွက်15ယောက်ကိုရီးယားနိုင်ငံအတွက်ပုဂ္ဂလိကအေဂျင်စီတွေစီကနေ10ယောက်စီကိုပဲတင်ခွင့်ပေးမယ်လို့ထုတ်ပြန်ထားပါတယ်